င်္ဂလကဂီတဖြော်၍နေဘတီဝင်ရောက်နိုင်ဖို့အင်္ဂလိပ်စာကိုကြိုးစားသင်ယူခဲ့ရတဲ့သူထို့ထက်ဒီအောင်မြင်မှုတွေရရှိနေခဲ့တဲ့အချိန်မှာတောင်မှခက်ခဲပေါင်းစုံနဲ့ရင်ဆိုင်နေခဲ့ရတဲ့အဆိုတော့သူမကတော့ကိုလံဘီယာနိုင်ငံရဲ့စကီယာဆိုရကဘာကျော်စုလိုတယောက်ပဲဖြစ်ပါတယ်စကီယာကို1998ခုနှစ်ဖေဖော်ဝါရီလ2ရက်နေ့မှာကိုလံဘီယာနိုင်ငံဘာရန်ခီးယားမြို့မှာဝေဖွားခဲ့ပါတယ် ။အဆင့်ဖြစ်သူဟာစာရေးဆရာတော့ဖြစ်ပြီးမိခင်ဖြစ်သူကတော့တာမန်အင်ရှင်မတယောက်ပါ။စာရေးဆရာဖြစ်သူဖခင်နဲ့အမှုပညာကိုဝါသနာပါတဲ့မိခင်တို့ကြောင့်ချက်ကီယာအမှုပညာပေါ်စိတ်ဝင်စားမှုရှိလာခဲ့ပါတယ်။ဒါတွေကြောင့်ကျောင်းနှစ်ကလေးဘဝကတည်းကလက်တင်ဂီတာ၊အာရဂီတာ၊ရော့အင်လုံဂီတာနဲ့ကိုလံဘီယာနိုင်ငံရဲ့ရိုးရအကတစ်ခုဖြစ်တဲ့ဗိုက်တာလုံအကတို့ကိုကြွန့်ကြန့်ကျင်ရင်ဖြောပြတင်ဆက်နိုင်ခဲ့ပါတယ်။သူမသက်13နှစ်အရွယ်မှာပထမဆုံးစတူဒီယိုအယ်ဘမ်ဖြစ်တဲ့မကီယာနဲ့ပယ်လီဂရိုတို့အယ်ဘမ်တွေကိုငငယ်ရွယ်နဲ့ထုတ်ဝေနိုင် ခဲ့တဲ့အပြင်အဲ့ဒီအဘန်နီဟာဆိုရင်ရှက်ကီးယားကိုရန်ရေးသားထားတဲ့သရှင်ကိုဘိုဒီပါဝင်ခဲ့ပါတယ်။သူကကိုလံဘီယာနိုင်ငံကနေအမှုပညာလောကဝင်ရောက်လာခဲ့ပြီးအစပိုင်းမှာသူ့ရဲ့ဂီတကိုနားလည်ပေးနိုင်တဲ့လူတွေနဲ့ပါခဲ့ပါတယ်။ ဒါပါကြောင့်လဲဆိုရင်အင်္ဂလိပ်ဘာသာစကားကိုမပြောတတ်သေးတာကြောင့်အနောက်နိုင်ငံတွေမှာနာမည်ကြီးဖို့အခက်အခဲတွေရှိခဲ့ပါတယ်။ဒါအပြင်သူ့ရဲ့ဂီဇာစတိုင်ဟာလက်ခံရခက်တဲ့အခါမျိုးတွေရှိပြီးပထမဆုံးအဗန်ရာဆိုရင်အောင်မြင်မှုများရှိခဲ့ပါဘူး။ဒါပေမဲ့လည်းဇွတ်မလျှော့ပဲစူးစမ်းပြနိုင်ခဲ့ပြီးသူ့ရဲ့စူးစမ်းမှုနဲ့အတူအနှုံးပညာကိုရှင်းမြန်လို့တဲ့စိတ်ကနှောင်းသားထဲမှာအငယ်ကလေးကရှိနေခဲ့ပါတယ်။သွားကျော်ဆိုလိုတယောက်ဖြစ်လာမယ့်ရှကီယာရဲ့အမကန်စူးစမ်းမှုအချိန်တွေကြောင့်ဝရန်ဘာဝရန်ဘာတရှင်နဲ့နှောင်းတစ်ခုနဲ့မှာနာမည်ကြီးလာသူ ်ဖြစ်ပြီးနှောင်းချောက်ခုနှစ်မှာ Histolan တရှင်ကိုသူနဲ့အတူ Bikelet ဂျင်လို့ရေးသားထားတဲ့တရှင်ရထွက်ရှိခဲ့ပါတယ်ဒီတရှင်ကလူတွေကိုစိတ်ဝင်စားစေခဲ့ပြီးအောင်မြင်မှုကြီးမားစွာရရှိခဲ့တဲ့တရှင်ဖြစ်ပေမဲ့လည်းသူ့ကိုကဘာကမင်းမရအောင်မှတ်မိစေခဲ့တဲ့တရှင်တစ်ပုဒ်ကတော့2010ခုနှစ်မှာ Guanfla အတွဲ This Time for Africa တရှင်ဟာ Shakira ကိုနာမည်ကြီးစေခဲ့ပါတယ်2010ခုနှစ်ကမ္ဘာဖလားအတွက်တရားဝင်တရှင်အဖြစ်ရွေးချယ်ရင်ခံခဲ့ရပြီးပိုလန်ဘီယာနိုင်ငံသူရှက်ကီယာနဲ့ဂျွန်ဟဲတို့ပူးပေါင်းရေးသားထ ားခဲ့တဲ့အပြင် African Guitar အဖွဲ့ဖြစ်တဲ့ Freshly Ground တို့လည်းပါဝင်ဖြောပြခဲ့ပါတယ်။ဒီချင်းကတော့ Africa လူမျိုးတွေရဲ့စိတ်ဓာတ်ကိုဖော်ပြပြီးကမ္ဘာတဝန်းလုံးကလူတွေကိုစိတ်လုံးညီညွတ်မှုအတဲ့ပေကိုစောင့်စည်တဲ့တခြင်းတွေဖြစ်ပါတယ်။ချက်ကြီးရတီဆိုခဲ့တဲ့တချင်းတွေထဲမှာဒီတချင်းကကဘာဖလားအတွက်ရောင်းရဆုံးတချင်းအဖြစ်စံချင်တင်ခဲ့တဲ့အပြင်ဂျူးဂျူးမှာဆိုရင်တန်း950တိကြီးစုသူအများဆုံးဗီဒီယိုဖြစ်စံချင်တင်နိုင်ခဲ့ပါတယ် ရှက်ကီယာရဲ့ Histonline နဲ့ Gravitation ဖြစ်လာ This time for America တရှင်ရဆိုရင် သူ့အောင်မြင်ဆုံးတရှင်တွေကတစ်ခုဖြစ်ပြီးပရိသတ်တွေကိုဆွေးဆောင်နိုင်ခဲ့ပါတယ်သူ့ကိုနိုင်ငံတကာဒိတာပြုံပေးအဖွဲ့မှာပို့ပြီးကြော်ကြားစီကန့်ယုံတာမကပဲအမျိုးသားနေအမျိုးသမီးအားလုံးအတွက်အထူးဇာအားပေးမှုအဖြစ်လက်အသုံးပြုခဲ့ပါတယ် Can remember to forget you တရှင်ကိုကမ္ဘာဖလားတရှင်ပိုင်ရှင်ဖြစ်သူရှက်ကီယာနဲ့အာရီနာတို့ပူးပေါင်းဖန်တီးခဲ့ပြီး 2024ခုနှစ်ဇန်နဝါရီလ23ရက်နေ့မှာထပ်မံထုတ်ဝေနိုင်ခဲ့ပါတယ်။တူဝါ2020ခုနှစ်မှာခင်မွန်ဖြစ်သူ PK နဲ့ကွာရှင်းခဲ့ပြီးသူတို့ရဲ့အိမ်ထောင်ရေးတက်တန်းဟာ17နှစ်ခန့်သာရှိခဲ့ပါတယ်။ဒါပေမဲ့လည်းကိုလံဘီယာနိုင်ငံသူအဆိုတော်ချင်းရေးဆရာအကမဲတေးထုတ်လို့သူအကဘဲတဲ့ပညာရှင်တူဦးဖြစ်တဲ့သူကတော့နုပြုံနေတဲ့မော်ဒယ်တူဦးဖြစ်ပါသေးတယ်။ သူဟာကိုလံဘီယာနိုင်ငံအတွက်ဂုံစရာကောင်းတဲ့အနုပညာရှင်တစ်ဦးဖြစ်ပြီးသူရဲ့ဂီတာနဲ့အတူလူသားချင်းစာနာထောက်ထားမှုအတွက်လည်းအထောက်အကူဆောင်ရွက်ခဲ့ပါတယ်။သူရဲ့အနုပညာတွေကလူတွေကိုအသက်ဆွဲဖြစ်စေနိုင်ခဲ့ပြီးအနုပညာသိဆုံမှုက ရရှိလာတဲ့အခွင့်အရေးတွေကိုအသုံးပြုက Bethel Foundation မှတဆင့်ပညာရေးနဲ့ကလေးတွေရဲ့အခွင့်အရေးများအတွက်ကူညီထောက်ပံ့ပေးခဲ့ပါတယ်။ အရာရာကိုရင်ဆိုင်ရတဲ့တတိရှိဖို့နဲ့အခက်အခဲတွေကိုကြော်လာနိုင်တဲ့ကြုံကြည်မှုတွေသာရှိခဲ့မှဆိုရင်ဘာမစုံဖြစ်နိုင်တယ်ဆိုတဲ့စကားကတော့ယခုဗီဒီယိုလေးနဲ့တက်တဲ့ပြနေပါတယ်